အဲ့ဒီတမန်ဘုရားအတွက်ရှိတဲ့ရှိလိုက်တဲ့အည်သွေးတွေကတော့တခြားမဟုတ်ဘူးဓမ္မနဲ့ပတ်သက်တဲ့အသိဉာဏ်ခုနကပြောခဲ့တဲ့လူလို့ဖြစ်လာလို့ရှင်စီးပွားရှာတတ်တဲ့မျက်စိရှိရမယ်ကိုချင်းတရားနဲ့ပတ်သက်တဲ့သိတဲ့မျက်စိရှိရမယ်ဒီနှစ်ခုရှိရမယ်ကိုချင်းတရားနဲ့ပတ်သက်လာလို့ရှိရင်နံပါတ်1ကိုချင်းတရားကောင်းရမယ်လို့ဆိုလို့တယ်ကိုချင်းတရားကောင်းရမယ်နံပါတ်2ယုံကြည်ချက်ရှိရမယ် ယုံကြည်ချက်ဆိုတာဘာသာတရားနဲ့ပတ်သက်ပြီးတော့ဘုရားမြတ်စွာရဲ့ဒီနေရာမှာတော့မြတ်စွာဘုရား ဟောထားတဲ့တရားထဲမှာဘုရားမြတ်စွာရဲ့မှန်ကန်စွာသိတဲ့အသိဉာဏ်ကိုလက်ခံယုံကြည်လို့မြတ်စွာဘုရားတွင်တင်ဆုံးမသည်များကိုလေးစားလိုက်နာမှုယုံကြည်မှုရှိရမယ်ယုံကြည်မှုရှိသလိုကိုချင်းတရားကောင်းရမယ်နံပါတ်3စွန့်လွတ်နိုင်မှုရှိရမယ် လူကမိမိရလာတဲ့အခွင့်အရေးကိုကိုကဆိုဆိုင်တီနဲ့နေတာဖြစ်တော့ကြောင့်ရလာတဲ့အခွင့်အရေးတစ်ခုကိုကိုတယောက်တည်းမသုံးပဲကိုတယောက်တည်းမခံစားပဲမိမိပတ်ဝန်းကျင်နဲ့မျှဝေခံစားတတ်ဖို့ဒါကိုစာကတံပရာလို့ခေါ်တယ်ကိုရလာတဲ့အခွင့်အရေးတွေဟာကိုနဲ့တန်းတူဘယ်အခွင့်အရေးကိုမှကိုတယောက်တည်းကိုတင်ပိုက်ထားတာမျိုးမရှိပဲအလုံးလောက လူသားတွေနဲ့ မျှဝေခံစားတတ်တဲ့သာဃတံ္ဗရာမျိုးရှိရမယ်။နောက်တစ်ခုကပညာအကြောင်းအကျိုးအကောင်းဆိုခွဲခြားသိတာကအစလောကမှာရှိတဲ့သဘာဝတရားတွေဟာဘယ်ဟာမှ မမြဲဘူးဆိုတာကိုသိရှိနားလည်ထားတဲ့ပညာမျိုးအဲ့တော့အချင်းချုပ်ပြောလိုက်လို့ရှိရင်တတ္ထာတံ္ဗရာယုံကြည်မှုရှိရမယ် သီလတံ္ဗရာကုချင်းတရားနဲ့ပြည့်စုံရမယ်။သာဃတံ္ဗရာညဝေခံစားဖို့ကိုယ့်ရဲ့ကိုယ်ပိုင်တဲ့ပစ္စည်းကိုစွန့်လွတ်ပြီးအများနဲ့ညဝေခံစားနိုင်မှုစွန့်ကြဲတတ်မှုရှိရမယ်။ပညာတံ္ဗရာအသိပညာရှိရမယ်လို့ဟောဒီအကြောင်းတရား၅ပါးဟာဒါအကြောင်းတရား၄ပါးဟာဟိတ။ကောင်းကျိုးချမ်းသာတွေကိုဖော်ဆောင်ပေးနိုင်တဲ့ အခြေအနေကောင်းနေလို့ခေါ်တယ်။အဲ့ဒီအခြေအနေကောင်း၄မျိုးရှိနေလို့ရှိရင်ဒုက္ခလို့ဆိုတဲ့အရာရာမှာအစဉ်ပြေမှု ကိုချမ်းသာမှုစိတ်ချမ်းသာမှုဆိုတာတွေဖြစ်ပေါ်လာမှာပါ။ဟိတမရှိဘဲဒုက္ခဆိုတာမရနိုင်ပါဘူး။ဟိတမရှိဘဲနဲ့ဒုက္ခဆိုတာမတည်မြဲပါဘူး။ဒါကြောင့်မို့ဒီစကလုံးနှစ်ခုဟာအမြဲတမ်းတွဲပြီးတော့ဘုရားမြတ်စွာတရားတွေထဲမှာလာတယ် ိတာယဒုက္ခယခြေနေကောင်းနေရှိရမယ်ထိုအခြေနေကောင်းနေကြောင့်ဖြစ်ပေါ်လာမဲ့ချမ်းသာဒုက္ခတွေရရှိနိုင်တယ်လို့ဒီလိုဗုဒ္ဓမြတ်စွာရဲ့ပိဋကတ်30နိကေ5ပြတပည့်ခန္ဓာထဲမှာလောကလူဘဝရရှိလာတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းလိုက်နာကျင့်သုံးရမယ့်အချက်တည်းအများအပြားဖော်ပြထားတာတွေ့ရလို့ဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့ဘုရားဟောတဲ့တရားအတိုင်းလိုက်ပြီး စီပွားရေးကိုဆောင်ရွက်ကြမယ်ဆိုလို့ရှိရင်စီပွားဘက်ကလည်းတိုးတက်နိုင်ပါတယ်လူမှုရေးဘက်ဆောင်ရွက်ကြမယ်ဆိုရင်လည်းလူမှုရေးဘက်ကတိုးတက်ကြတယ်တော်တော်များများကဗုဒ္ဓမြတ်စွာရဲ့ဗုဒ္ဓဘာသာဝင်ဖြစ်ပေမဲ့လို့ဗုဒ္ဓဟောကြားတဲ့တရားနဲ့ပတ်သက်လာလို့ရှိရင်အစစ်မြစ်တဲ့ဘက်ကိုသိပြီးတော့ချိန်ပြီးတော့မြတ်စွာဘုရားအိဋ္ဌဒုက္ခအနတ္တစတဲ့ပြင်ဟောတယ်တန်တရားညီငွေဖို့ရဟောတယ်ဆိုတော့ ဒုသစ္စာလေးပါးထဲမှာဆိုရင်ဒုက္ခဒုက္ခသမုဒယဆင်းရဲမှုကိုဥတီဟောတာဟောတယ်ဆိုတော့မြတ်စွာဘုရားရဲ့တရားကိုတချို့ကအထင်မြင်လွဲတယ် pessimism လို့အဆိုးမြင်ဝါဒလို့ဒီလိုတောင်အထင်မြင်လွဲကြတာရှိတယ်မဟုတ်ပါဘူးတန်တရာဟုတ်ကလွတ်မြောက်ဖို့အတွက်တွေ့တာမှုကိုပယ်ဖို့ရာကဒီနည်းလမ်းပဲရှိပါတယ်တန်တရာထဲမှာအစဉ်တပြေနေဖို့ရာအတွက်မြတ်စွာဘုရားဟောထားတဲ့တရားတွေမျောများစွာရှိတယ် လူမှုရေးနဲ့ပတ်သက်လာလို့ရှိရင်လေမြတ်စွာဘုရားဟောထားတာတင်္ဃာလောဝါရတုံးမှာအလုံးရှင်နဲ့အလုံးသမားဆက်ဆံရေးမိသားစုအတွင်းဆက်ဆံရေးတဦးနဲ့တဦးပေါင်းသင်းဆက်ဆံရေးဆိုတာတွေမြတ်စွာဘုရားဟောထားတယ်ခုနစီးပွားရေးနဲ့ပတ်သက်တဲ့အချက်လက်တွေဟာကြီးပွားတိုးတက်နေတဲ့ပုဂ္ဂိုလ်တွေကြီးပွားတိုးတက်နေတဲ့နိုင်ငံတွေကြီးပွားတိုးတက်နေတဲ့ကုမ္ပဏီတွေ မြတ်စွာဘုရားဟောတဲ့တရားကိုမသိတော်လဲပဲမြတ်စွာဘုရားဟောထားတဲ့အချက်လက်တွေနဲ့ပြည့်စုံတယ်လို့ပြောနိုင်ပါတယ်သူတို့မှာဥထာဏတံမရာရှိတယ်လုပ်ငန်းကျွမ်းကျင်တယ်နှီးပညာကောင်းတယ်ကြိုးစားတယ်ဟောဒီအချက်လက်တွေကညင်းလို့မရတဲ့အချက်လက်တွေပဲသူတို့မှာအာရခတံမရာရှိတယ်အလေလွတ်မရှိအောင်ထိန်းတဲ့သိမ့်တဲ့မိကောင်းဆွေကောင်းတွေရှိတယ်စီးပွားရေးအကြံပေးမဲ့ပုဂ္ဂိုလ်တွေ အကျင့်ကောင်းတဲ့ပုဂ္ဂိုလ်တွေဟောတမစီဝိတာလို့ဆိုတဲ့ဝင်ငွေထွက်ငွေစီပွားရေးကျန်းကျင်တဲ့ပညာရှင်တွေဟောဒီချက်နဲ့တွေနဲ့ပြည့်စုံလို့စီပွားရေးတိုးတက်တာပါဘုရားဟောကြားတဲ့အတိုင်းသာလိုက်နာဆောင်ရွက်ကြမယ်ဆိုရင်လောကမှာစီပွားရေးဘက်ကလည်းစီပွားရေးတိုးတက်နိုင်ပါတယ်လူမျိုးရေးဘက်ကလည်းပြဿနာတွေနည်းနိုင်တယ်များနည်းပြီးတော့အဆင်တပြေဖြစ်နိုင်ပါတယ် ကောင်းတဲ့အခြေအနေတွေခြေနေကောင်းတွေအကြောင်းတရားတွေကိုမြတ်စွာဘုရားဟောထားတယ်အပရိဟာနိယတရားမပြတ်စည်းဝေးပါညင်ညွညွညွစည်းဝေးပါညင်ညွညွညွစည်းဝေးပြီးဆုံးဖြတ်ပါဆုံးဖြတ်ချက်အတိုင်းတဏှီတဲ့အကောင့်ထဲပေါ်ပါဆိုတာအခြေခံထားတာပါနောက်ဓမ္မပဒမှာကြည့်မယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကနာဟိဝေရေနဝေရဏိတမန္တိဒကုရသနာအဝေရေနသတမန္တိဧတဓမ္မောတဏန္တနော ငြင်းချမ်းတဲ့ဤဟာမေတ္တာတို့တရားတာဖြစ်တယ်လို့ဟောဓမ္မပဒမှာမြတ်စွာဘုရားဟောထားတာရှိပါတယ်ဘုရားမြတ်စွာဟောထားတဲ့တရားဓမ္မအတိုင်းလိုက်နာမယ်ဆိုလို့ရှိရင်ကဘာကြီးကလည်းငြင်းချမ်းသွားမှာပါစီးပွားရေးတိုးတက်မှုလည်းဖြစ်နိုင်တယ်ကဘာကြီးငြင်းချမ်းမှုလည်းဘုရားတရားတော်ကပေါ်ဆောင်ပေးနိုင်တယ်စီးပွားရေးလူမှုရေးအလုံးအစင်တပြေဖြစ်ပြီးတော့ငြင်းချမ်းတဲ့ကဘာကြီးတစ်ခု ဖန်တီးနိုင်ဖို့အတွက်ဘုရားမြတ်စွာဟောထားတဲ့တရားဒေသနာတော်တွေရှိပါတယ်။သို့သောဒီအခြေခံတရားတော်ဒေသနာတွေကိုဘုရားဘာသာ အများစုကသိပြီးတော့မသိကြဘူးအထူးသဖြင့်မြန်မာလူမျိုးတွေတဲကဝိတ္တုဒိမဲ့မှာ နာမရူပနာယထာဝဒသနံဒိဋ္ဌိဝိတ္တုဒိနာမနာယုတ်တွေကို သူအရှိတိုင်မြင်တာဟာဒိဋ္ဌိဝိတ္တုဒိမှန်ကန်တဲ့အမြင်ဖြူစင်တဲ့အမြင်လို့ခေါ်ပါတယ် အဲ့ဒီဖြူစင်တဲ့အမြင်မှန်ကန်တဲ့အမြင်ကိုအခြေခံလိုက်လို့ရှိရင်ဒီယုတ်တရားနံတရားတွေဟာဘာကြောင့်ဖြစ်တယ်ဆိုတော့အကြောင်းတရားကိုသိမြင်တဲ့ပိစယပရိက္ခဉာဏ်တွေဖြစ်လာနိုင်တယ်။နာမရူပပရိစေရဉာဏ်နဲ့ပိစယပရိက္ခဉာဏ်နှစ်ခုအခြေခံပြီးတော့ဆက်ပြီးလက်တွေ့ကျင့်သုံးသွားလိုက်မယ်ဆိုရင်မမြဲတဲ့သဘာဝတွေအစင်သာဝရပြောင်းလဲနေတဲ့သဘာဝတွေသင်္ခါရတရားတွေရဲ့ဒီ မတည်မြဲတဲ့အာကိုးစရာ မရှိတဲ့အခြေအနေမျိုးတွေကိုမြင်လာလို့ရှင်ခုနပြောတဲ့ attachment လို့ခေါ်တဲ့တွေ့တာမှုဟာရောကြလာမှာဖြစ်ပါတယ်တွေ့တာမှုတွေရောကြလာသွားတာနဲ့တပြိုင်တည်း worry ဆိုတဲ့တောကတွေလည်းရောကြသွားမှာဖြစ်ပါတယ်တောကတွေရောကြသွားတာနဲ့တပြိုင်တည်းငြင်းချမ်းတဲ့စိတ်ချမ်းသာမှုငြင်းချမ်းတဲ့သဘာဝလေးဟာပြန်ပြီးတော့ပေါ်လာမှာပါအဲ့တော့မြတ်စွာဘုရားသခင်ကိုရောမြတ်ဒုတိယပိုင်းအနေနဲ့ဟောတဲ့ တန်တရာဝုကထွမြောက်ထွမြောက်ရလမ်းဆိုတာဝိပဿနာခြင်းစဉ်ဖြင့်မစ္စည်းမပฏิဝရာလို့ခေါ်တဲ့ right understanding မှန်မှန်ကန်ကန်နားလည်ခြင်းထုံမှန်မှန်ကန်ကန်နားလည်ခြင်းဆိုတဲ့အခြေအနေကိုရောက်အောင် right thought မှန်မှန်ကန်ကန်စဉ်းစားတတ်ခြင်းဆိုတဲ့တမ္မာသင်္ကပ္ပ right effort ဆိုတဲ့တမ္မာဝါယမမှန်မှန်ကန်ကန်နိလန္တကြစနစ်တကြကျိုးပန်းအထောက်ခြင်း ဓမ္မတတိ right mindfulness လို့ခေါ်တဲ့မှန်ကန်စွာတတိယမှုနဲ့ဓမ္မတမာတိ right concentration လို့ခေါ်တဲ့အာယုန်တစ်ခုရဲ့ပုံမှာမှန်ကန်တဲ့နိလန်းချင်းစူးစိုက်ခြင်းလို့ဆိုတဲ့ဒီမဲ့ခင်၅မျိုးဥဆောင်ပြီးတော့လုပ်သွားလို့ရှင် right understanding ဆိုတာပေါ်လာမှာဖြစ်ပါတယ်သူ right understanding ကသာလျှင်တန်တရားထဲမှာဖြစ်ပေါ်လာစေတတ်တဲ့ ကိလေသာဆိုတဲ့အကြောင်းတရားတွေကံကိုဆက်ဖို့လုပ်နေတဲ့ကိလေသာဆိုတဲ့အကျိုးတရားတွေအကြောင်းတရားတွေဓာတ်တွေကိုဖယ်ရှားပြစ်နိုင်မှာဖြစ်ပါတယ်ကိလေသာဆိုတဲ့အဆိုးတရားတွေဖယ်ရှားပြစ်လိုက်ခြင်းဖြင့်ကောင်းကံဆိုးကံဆိုတာတွေဟာလည်းပဲအကျိုးပေးနိုင်တော့မှာမဟုတ်တော့ပါဘူးထိုကံတွေအလုံးအကျိုးမပေးနိုင်တော့ဘူးဆိုလို့ရှိရင်နောက်ဆုံးအကြောင်းတွေပြတ်သွားရင် ဒုက္ခတွေဟာအကုန်လုံးချုပ်ငိမ့်ပြီးတော့ရဆိုင်သွားမှဖြစ်ပါတယ်ဒါကိုပဲသာဝရငိမ့်တဲ့အငိမ့်တဲ့နိဗ္ဗာန်လို့ရသော်ဘုရားကဒုတိယပိုင်းမှာဟောတာပါနောက်ဆုံးတန်တရာထဲမှာနေရင်ချမ်းသာဒုက္ခရနိုင်တဲ့နိလန်းနေနောက်ဆုံးမှာထိုချမ်းသာဒုက္ခရတဲ့ဆိုတောင်းအိုခြင်းနာခြင်းသိခြင်းဆိုတဲ့ဒီဒုက္ခတွေကမလွတ်နိုင်ဘူးအဲ့ဒီအိုခြင်းနာခြင်းသိခြင်းဆိုတဲ့ဒီဒုက္ခတွေလွတ်မြောက်ရာဖြစ်တဲ့ မကင်ရှိပါအကျင့်တရားကျင့်သုံးပါသာလင်လောကမှာရှိတဲ့ပြဿနာမျိုးစုံကလုံးဝချုပ်ငြိမ်းပြီးလွတ်မြောက်မှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုအာလုံဘုရားဘာသာဝင်သူတော်စင်တို့ဒီဘုရားမြတ်စွာဟောထားတဲ့မြတ်ဗုဒ္ဓဒေသနာနဲ့ယနေ့ကဘာအကျိုးပြုနိုင်ပုံကိုအာလုံမှတ်သားပြီးတော့ဘုရားမြတ်စွာဟောကြားတော်မူတဲ့တရားအတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း ဖရာတရားတော်တွေဟာလောကုတ္တရာတရားတွေပဲဘုန်းကြီးစာတွေပဲတို့နဲ့သိပ်မဆိုင်ဘူးလို့ဒီလို စီးပွားရေးဘက်မှာဖရာတရားတော်တိုင်းအသုံးချရမယ်ဆိုတာအမြဲတမ်းအတိနေကြပါတယ်အတိတဲ့ပုဂ္ဂိုလ်ရှိတောင်မှပဲတချို့ကမတိယုံနေမကဘူးမြတ်စွာဘုရားဒီဗုဒ္ဓဘာသာတရားတော်တွေအတိုင်းလုံးလို့ရှိရင်စီးပွားရေးမတိုးတက်နိုင်ဘူးလို့တောင်ဒီလိုထင်တာရှိတယ်ခွန်ကြီးတို့ 2000ပြည့်နှစ်ကဘုန်းကြီးတို့စီမှာလာပြီးတော့ PhD thesis ကိုရီးယားဘိက္ခုနီ အမျိုးသမီးတဦးဟာဘုန်းကြီးတို့စီလာ အကူအညီတောင်းပြီးတော့ PhD thesis လာလောက်သွားတာရှိပါတယ်။အဲသူနဲ့စကားဆက်မိလို့ပြောတော့သူတို့ကိုရီးယားမှာတဲ့ဒူတော်တော်များများအမြင်ရှိတယ်။ဘုရားဘာသာဖြစ်လို့ရှိရင် တိုင်းပြည်မကြီးပွားနိုင်ဘူးလို့တော်တော်အမြင်ရှိကြတယ်အဲ့ဒီအမြင်ကဘုရားတရားတော်ကို မသိလို့သူတို့ကဘာကိုချီတုံးလို့ဆိုလို့ရှိရင်ပါဏာတိပါတာဝိရမဏိသူ့အတိုက်ကိုမသားရဘူးသူ့ဥစ္စာမခိုးရဘူးစသဖြင့်ငါးပါးသီလကို မလုပ်ရဘူးမလုပ်ရဘူးရှောင်ရမယ်ဆိုတာတွေကိုကြည့်ပြီးတော့လောကကြီးမှာဓာရီရှောင်းနေလို့စီးပွားရေးလုံးလို့မဖြစ်ဘူးလို့တိတ်လို့ယူဆကြတာရှိပါတယ် ကမန်စည်းပွားဖြစ်နိုင်တဲ့နီလန်းတွေအများရှိတယ်မြတ်စွာဘုရားကမလုရဘူးလို့ပြောတဲ့ဟာကဝါရိတ္တလုရမယ်လို့ပြောတာကစာရိတ္တဝါရိတ္တသီလနဲ့စာရိတ္တသီလနှစ်မျိုးရှိတယ်မလုရဘူးဆိုတာတွေဒါရှေ့တန်းတင်ပြီးတော့လုရမယ်ဆိုတာတွေကြတော့မေ့ထားကြတယ်လုတဲ့နဲ့ဆိုခုနကြည့်အရခသမ္မရာဥဋ္ဌာဏသမ္မရာလုံလဝိရိယရှိရမယ် အရခသမရာထိမ့်သိမ်းဆောင်ရှောက်မှုနဲ့ပြည့်စုံအောင်မယ်။ကလျာဏမိတ္တတာမိကောင်းဆွေကောင်းတွေရှိအောင်ကြိုးစားရမယ်။တမစီဝိတာဝင်ငွေထွက်ငွေမြတ်တအောင်သုံးစွဲတတ်ရမယ်ဆိုတဲ့ဒီအခြေအနေကောင်းတွေလောက်ရမယ်ဆိုတာတွေနဲ့ပတ်သက်လာလို့ရှင်မိထားကြတယ်။အဲ့ဒါကြောင့်မို့လို့ဘုရတရားတော်ပေါ်မှာတချို့ကယနေ့ကဘာမှာအထင်မြင်လွဲနေတာလေးတွေရှိတယ်ဆိုတာသိရတယ်။ ဘုန်းကြီးတို့မြန်မာနိုင်ငံမှာဘုရားဘာသာအများစုဟာခုနပြောတဲ့အတိုင်ဒေါကုတ္တရာစာရီဘုန်းကြီးစာရီလောကီကိစ္စနဲ့မဆိုင်ဘူးလို့ဒီလိုယူဆချက်တွေအများကြီးရှိနေပါတယ်တကယ်ကအဲ့လိုမဟုတ်ပါဘူးဘုရားမြတ်စွာရဲ့တရားတော်တွေမှာနှစ်ပိုင်းရှိတယ်တစ်ပိုင်းကတန်တရားထဲမှာဘဝတစ်ခုအနေတစ်ခုဘဝတစ်ခုရလာတဲ့အခါမှာအခြေအနေကောင်းနေဖြစ်ပေါ်စေပြီးတော့ချမ်းသာသာ လူဘဝတခု ဖြတ်တန်းနေထိုင်သွားဖို့တန်တရာတန်တဘဝကနေပြီးနောက်တဘဝလဲပတ်တဲ့အခါမှလည်းပဲတန်တရာလဲတဲ့အခါမှလည်းပဲချမ်းချမ်းသာသာဒီလိုဖြစ်ဖို့အခြေအနေကောင်းတွေကိုရသော်ဘုရားက ဟောကြားထားတာဖြစ်ပါတယ်နောက်ဆုံးမြည်သည့်ဘာသာတရားမှမပါတဲ့လုံးဝဒုက္ခတွေခြုံငိမ့်ရာကိုကျင့်တရား အသိပညာတရားကိုလည်းမြတ်စွာဘုရားကဟောထားတယ်။အဲ့ဒီတရားကဘာလဲလို့ဆိုလို့ရှိရင်ဝိပဿနာချင်းစဉ်တရားပဲ။ဒါကလူလောကလူရဲ့လို့ဖြစ်လာတဲ့အခါဘဝပေါ်မှာတွေ့တာမှုဆိုတာရှိကြတယ်။မိမိဘဝကို တွေ့တာတယ်။မိမိဘဝကို တွေ့တာသည့်အတွက်ကြောင့်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုတွေ့တာတယ်။အဲ့တော့သူအတွေ့တာသည် ကိုယ်ဘဝကိုလည်းတွေ့တာတယ်ပတ်ဝန်းကျင်ကိုလည်းတွေ့တာတယ်အဲ့ဒီအတွေ့အတာတွေကဘာကိုဖြစ်စေတယ်လဲလို့ဆိုရင် worry လို့ဆိုရက်စိုးရိမ်မှုတွေတောကတွေကိုဖြစ်စေတယ်အတွေ့အတာရှိတဲ့နေရာမှာစိုးရိမ်မှုဆိုတာပေါ်လာတာအတွေ့အတာမရှိရင်စိုးရိမ်မှုမရှိပါဘူးကိုယ်မပိုင်ဆိုင်တဲ့ပစ္စည်းတစ်ခုပေါ်မှာမြည်သူမှတောကမဖြစ်ပါဘူးကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းတစ်ခုပေါ်မှာလာတောကဖြစ်တယ် ကိုယ်နဲ့မသိတဲ့လူတယောက်ပေါ်မှာတောကမဖြစ်ပါဘူးကိုယ်နဲ့သိတဲ့ပုဂ္ဂိုလ်ပေါ်မှာသာတောကဖြစ်တာအဲ့တော့တောကလို့ဆိုတဲ့ worry ဟာတွေ့တာမှုပေါ်မှာအခြေခံတယ်အဲ့တော့တောကရှိနေသေးသမျှညီသူမှစိတ်ချမ်းသာမှုဆိုတာအပြေဝမရနိုင်ပါဘူးစိတ်ချမ်းသာမှုအပြေဝရခြင်းလို့ရှိရင်တောကလို့ဆိုတဲ့ ဒီတရားကိုဖယ်ရှားပြရမှာဖြစ်ပါတယ်။သောကဆိုတဲ့တရားကလည်းပဲအတွေ့အတာမဖယ်ရှားပဲနဲ့သောကကိုဖယ်ရှားဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူး။တွေ့တာမှုကိုဖယ်ရှားမှာဖြစ်ပါတယ်။ဒါဖြင့်တွေ့တာမှုကိုဖယ်ရှားဖို့အတွက်မလုပ်ရမလဲဆိုရင်သဘာဝတရားတွေကို ရှင်းရှင်းလင်းလင်းပြပြသားသားမြင်တဲ့တမ္မာဒသနာဆိုတဲ့တမ္မာဒိဋ္ဌိလို့ဆိုတဲ့ right understanding ဆိုတဲ့ထူးခြားတဲ့အသိဉာဏ်တစ်ခုရှိရမယ်။ အဲ့ဒီထူးခြားတဲ့အသိဉာဏ်ဝိပဿနာဉာဏ်လို့ခေါ်တာပါမှန်ကန်တဲ့အမြင်ရှိရတဘာဝတရားတွေကို သူ့အတိုင်းမြင်တာတမ္မာဒသနာမှန်ကန်တဲ့အတိုင်းမြင်ရမယ်ဆိုပါစို့အဘိဓမ္မာတဘာဝတရားတွေကဒါကိုရှင်းပြတာပါဒါတန်တရားဝကလွတ်ဖို့အတွက်လမ်းကြောင်းပဲလူဆိုတာငါရဲ့သူ့ရဲ့တကယ်ဆန်းစစ်ကြည့်လိုက်လို့ရှင်မရှိဘူးယုံနဲ့နာနှမျိုးသာရှိတယ် အကြံဉာဏ်ပြောမယ်ဆိုရင် လူမှာ ရုပ်ခန္ဓာကိုယ်ကြီးရှိတယ်စိတ်ဆိုင်ရှိတယ် body နဲ့ mind ပေါ့အဲ့ဒီနှစ်ခုရှိတယ်အဲ့ဒီနှစ်ခုပေါင်းစပ်ပြီးတော့လှုပ်ရှားမှုတွေဖြစ်ပေါ်နေတယ်အဲ့ဒီနှစ်ခုစလုံးဟာဆံရဆံရအကြောင်းတရားတွေပေါ်မှာတီးနေတာ ဖြစ်တဲ့အတွက်ကြောင့် body လို့ဆိုတဲ့ရုပ်တရားကလည်းတစ်ခုတည်းမဟုတ်ဘူးအစုအဝေးနဲ့ပေါင်းစပ်ထားလို့ဖြစ်နေတာ မိုင်းလို့ဆိုတဲ့နံတရားကလည်းတခုတည်းမဟုတ်ဘူးစုပေါင်းပြီးတော့ဖြစ်ပေါ်နေတဲ့အရာတစ်ခုဖြစ်တယ်ဒီယုတ်တဲ့နံဒီနှစ်ခုသည်အပြန်အလှန်ဆက်သွယ်ပြီးတော့လူတွေမှာလှုပ်ရှားမှု ဖြစ်လာပြီးယောက်ျားသရံမိန်းမသရံတတ္တဝါသရံဒီလိုထင်မြင်နေရထင်မြင်နေသည့်အတွက်ကြောင့် ဒါကငါလို့ထင်တယ်ဒါကသူလို့ထင်တယ်ဒါကယောက်ျားလို့ထင်တယ်ဒါကမိန်းမလို့ထင်တယ်ဟောဒီအထင်အမြင်တွေဟာတကယ်ထင်တဲ့အတိုင်းဟုတ်ကလားလို့တဘာဝတရားနဲ့ကြည့်လိုက်လို့ရှိရင်တဘာဝအတိညာနဲ့ကြည့်လိုက်လို့ရှင်တကယ်ထင်တဲ့အတိုင်းမဟုတ်ပါဘူးသူတို့ဟာယုတ်တရားဟာယုတ်တရားတက်တက်ပဲဖြစ်ပါတယ်ငါလို့ပြောစရာမရှိပါဘူး နန္တရားကလည်းနန္တရားတက်တက်ပြတာဖြစ်ပါတယ်ငါလို့ပြောเสียမှာရှိပါဘူးရုပ်နဲ့နာနဲ့နှစ်ခုခွဲထားလိုက်မယ်ဆိုလို့ရှိရင်လှူရှားမှုတို့ပြောဆိုမှုတို့ဒါတွေကအကုန်လုံးရပ်တော်မှာဖြစ်ပါတယ်အဲ့ဒါလို့ရုပ်နဲ့နာကို ခွဲခြားပြီးတော့သိမြင်လာတာဟာနာမရူပပြိစေရညာ analytical knowledge of mind and matter လို့ခေါ်တယ်အဲ့ဒီအသိဉာဏ်ဟာ အဘိဓမ္မာကိုလေ့လာခြင်းဖြင့်အဲ့ဒီအသိဉာဏ်အခြေခံတွေကိုရနိုင်တယ်။ထိုမှတ်တဲ့ဆင့်လက်တွေ့ဝိပဿနာခြင်းစဉ်တစ်ခုကိုခြင်းသုံးခြင်းဖြင့်လူဆိုတာတကယ်ကအခေါ်ဝေါ် concept အယူဆတရားသာဖြစ်တယ်။တကယ်ကတော့အသေးစိတ်တစ်ခုစီခွဲခြားကြည့်လိုက်မယ်ဆိုလို့ရှင် လူဆိုတာမရှိတော့ဘူး။ရုပ်တရားနံတရားတက်တက်မြသာဖြစ်တယ်လို့ဟောတယ်လို့မြင်သွားတာဟာဒါတမ္မာဒသနာ မှန်ကန်တဲ့အမြင်လို့ခေါ်ပါတယ်။